မိုးလေကာလအတွင်းဘင်္ဂလားပင်လယ်အော်မှာလေပြင်းရတဲ့ရံဝန်၄ချိန်ဖြစ်ပေါ်နိုင်ပြီး၂ချိန်ဟာပုံမအကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ မိုးလေကာလအဖြစ်2025ခုနှစ်ဇွန်လ1ရက်နေ့ကနေဩဂုတ်လ31ရက်နေ့မြန်မာတက္ကရာ1388ခုနှစ်ဝါဆိုလာဇန်9ရက်နေ့ကနေတော်တလင်းလာဇန်9ရက်နေ့အထိသတ်မှတ်ထားရလို့သိရပါတယ်။အဆိုပါမိုးလေကာလအတွင်းဖင်္ဂလားပင်လယ်အော်မှာနေဖျားနဲ့ရံဝန်၄ချိန်ဖြစ်ပေါ်နိုင်ပြီးနှစ်ချိန်မှာပုံမောအကောင်းလာကမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့သိရပါတယ်။အနောက်တောင်ဘက်သုံးလေးဟာကပ်ပလီပင်လယ်ပြင်နဲ့ဖင်္ဂလားပင်လယ်အော်တို့မှာအာအသင်အတင်ကနေအကောင်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။မိုးရွာသောမှုအခြေအနေအနေနဲ့ ရန်ကုန်တိုင်းပဲခူးတိုင်းမကွေတိုင်းအေရရီတိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာရွာသွုံးမြေအောက်ရောင်းနေနိုင်ပြီးနေပြည်တော်မန္တလေးတိုင်းစကိုင်းတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရမ်းပြည်နယ်တို့မှာရွာသွုံးမြေခန့်မိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။